မြေအောက်ကဆင်းတူတော်တွေထွက်ပေါ်လာတာကြောင့်ဖျောက်ပေါ်တော်မူရွာလို့နမည်ကြီးနေတဲ့ရောနဲ့ဘက်ကကြေးရွာပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာရပန် page ကနေကြည့်ဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်မှုကြောင့်မြေအောက်ကနေရှင်းအောင်အမွေနဲ့တချို့ထွက်ပေါ်လာတာတွေရှိခဲ့တာပေါ့ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းငလျင်ကြောင်မြေအောက်ကနေရေနန်းတော်ဆိုတဲ့ရှင်းအောင်အဆောင်တချို့ထွက်ပေါ်လာခဲ့ပါတယ်။ရေနန်းတော်နဲ့ပတ်သက်ပြီး online ပေါ်မှာလည်းလူပြောများခဲ့တယ်လို့တောင်းရောက်လည်လာသူတွေလည်းများပြားခဲ့ရပါမယ်။အခုခါမှလည်းရောင်းတဲ့ဘက်ကကျေးရွာမှာရေနန်းတော်လိုရှင်းအောင်ပစ္စည်းလိုယူဆရတဲ့ဖျားဆင်းတူတော်တွေထွက်ပေါ်လာခဲ့ပြန်ပါတယ်။ဒီတစ်ခါမှတော့ရေနန်းတော်လိုအလိုလျောက်ပေါ်ထွက်လာတာမျိုးမဟုတ်ပေမဲ့ရှားပါဖြစ်စဉ်တစ်ခုအနေနဲ့လူစိတ်ဝင်စားမှုမြင့်တက်နေခဲ့တာပဲဖြစ်ပါတယ်။ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ဖျားဆင်းတူတော်တွေဆိုတာအမုံမြတ်ထားရအထွတ်မြတ်ထားရရဝတ္ထုမျိုး ုးဖြစ်တာကြောင့်ဒီလိုပေါ်ထွက်မှုမျိုးကိုတံမိုးထားကြပါတယ်။ဒါကြောင့်ရှားပါဖြစ်စဉ်တစ်ခုအနေနဲ့ online ပေါ်ကိုပြန်လည်မျှဝေလာခဲ့တာပေါ့။ရောင်းတဲ့ဘက်ကခင်းအေးကျေးရွာမှာဒီဖြစ်စဉ်ကဖြစ်ပွားသွားခဲ့တာဖြစ်ပြီးအိမ်တိန်ကရေကန်တူးဖော်တဲ့အချိန်မှာတွေ့ရှိခဲ့ကြတာပေါ့။ရယာတီမှာသုံးရီဖူလုံဖို့ရွာကန်လူတွေစုပေါင်းပြီးရေကန်တူဖို့ခဲ့ကြတာဖြစ်ပါတယ်။တူဖို့နေရင်လူတရရဲ့တဝက်စားလောက်အနက်ရောက်တဲ့အခါမှာတော့မြေအောက်ကဆင်တူတော်တွေထွက်ပေါ်လာခဲ့ရပါမယ်။ဒါကြောင့်ရွာကန်ရွာသားတွေကဆင်တူတော်တွေကိုဆဲယူရင်းတေချာပူဇော်ထားကြတာဖြစ်ပါတယ်။ဆင် င်တူတော်ရီကပုံမှန်သဏ္ဍာန်ဆုံးလင်းရှိကြပြီးလင်ပန်းတစ်ချက်ထဲအသေးချထက်ကပူဇော်နေကြတာဖြစ်ပါတယ်ဒီလိုဖြစ်ရကဖြစ်တော့ဖြစ်ခဲ့ဖြစ်ရမျိုးဖြစ်တာကြောင့်မြေပိုင်ရှင်မြို့သမီးကြီးကဝမ်းသာနေပြီးတတော်ပေါ်ကနေတဆင့်မျှဝေလာခဲ့တာပါ တရွာလုံးကလည်းမြေပိုင်ရှင်မြို့သမီးကြီးစာဝန်တာနေကြပြီးဖခင်မကြီးရဲ့လိုတော်တင်စားခေါ်ဝနေကြတာဖြစ်ပါတယ်။မြောက်ထဲကနေရှင်းအောင်စင်တူတော်ရီပေါ်ထွက်လာတာမျိုးကရှားပါတာကြောင့်အွန်လိုင်းပေါ်ကကြည့်ရှုသူတချို့ကလည်းဖူးမြော်ခဲ့တဲ့ဆိုပြီးဝန်တာအယဖူးမြော်နေကြတာပေါ့။ဒါပေမဲ့တချို့ကတော့ဒီလိုဖျက်တွေဟာခြင်းဖြစ်တယ်လို့ထင်မြင်နေကြပါတယ်။ရေနန်းတော်တုန်းကလည်းအထူးဆန်းတဲ့စိတ်ဝင်စားခဲ့ကြပေမဲ့နောက်ပိုင်းမှာတော့တိတိကျကျရေရတဲ့အဖြစ်ရှိတာကြောင့်လူစိတ်ဝင်စားမှုနှေးပါသွားခဲ့တာပေါ့။တချို့ကလည်းဒါကရှင်းအောင်အဆောင်မဖြစ်နိုင်ဘူးဆိုတဲ့ခံမှန်းချက် ွေလည်းထွက်ပေါ်လာတာကြောင့်ဂျင်းနန်းတော်ကိစ္စကတခန့်ရက်တော့ခဲ့ပါတယ်။ဒါကြောင့်အခုတခါရှင်းအောင်စင်တူတော်တွေထွက်ပေါ်လာတာလည်းဂျင်းဖြစ်မယ်လို့ယူဆနေကြတာတွေလည်းရှိနေကြတာပါ။အကြောင်းကတော့ဒီလိုလူစိတ်ဝင်စားမဲ့ကိစ္စကိုဖော်ထုတ်ပြီးအတန်းရှင်းရှာတာတွေကခုနောက်ပိုင်းမှာများပြားလာတာကြောင့်မယုံကြည်တဲ့သူတွေကလည်းမယုံကြည်ကြပါဘူး။ဒါအပြင်စင်တူတော်တွေကဖျားစင်တူတော်တွေနဲ့မတူပဲပုံစံကွဲလွဲနေတာကြောင့်အတန်းရှင်းရှာတယ်လို့သာထင်မြင်နေကြတာပါ။မြောက်ကထွက်ပေါ်လာတာမှန်ပေမယ့်ဖျားစင်တူတော်လိုပုံစံတွေမဟုတ်ဖဲယသိန်းယုတ်တုလိုဖြစ်နေတာကြောင့်ယသိန်းယုတ်တု နဲ့အခြားသောလော်ကီပညာရဲ့ဆိုင်ရာအစီရင်တွေလည်းဖြစ်မယ်ဆိုပြီးတော့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်။လော်ကီအစီရင်တွေလုပ်တဲ့အခါမှာလည်းခုလိုမြေအောင်မှာရုပ်တုတွေမြုပ်နေပြလို့တာတွေရှိတာကြောင့်ရုပ်တုမြင်နိုင်ဖျားမထင်ဖို့လည်းသတိပေးနေကြတာပေါ့။ဒါပေမဲ့ရွာကန်လူတွေအပါအဝင်လူအများစုကတော့ကိုယုံကြည်အားတိုင်းရှင်းအောင်ဖျားဆင်းတို့တော်တွေဆိုပြီးတော့ဝမ်းမြောက်ဝမ်းသာဖူးမြော်နေကြတာပဲဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ရောရောနယ်ခင်းအင်းချင်းရွာကရှင်းအောင်ဆင်းတို့တော်ထွက်ပေါ်လာတဲ့အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်။ဒါအပြင်အများထင်သလိုဒီရုပ်တုတွေကဖျားဆင်းတို့တော် ော်တွေဖြစ်နိုင်မလားဆိုတော့ပြောပြခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ